ဟိုအခုကကုံစင်းလုံးနေရာလေးကြီးနေတာဆိုတော့လေကျွန်တော်တို့မှဟိုတနေ့ဟိုကျွန်တော်တို့မှနှစ်ပတ်သုံးပတ်လောက်ကြာမှကျွန်တော်တို့အသားကားလေးတွေအဲ့လိုကိုချက်တာလေးတွေအဲရှင်ကျွန်တော်တို့ရှင်ရှိရတာလေးနဲ့စားတော့ကျွန်တော်ဆိုဟင်းစားဟိုကြီးပါဘူးကျွန်တော်ရှင်ရှိရတယ်စားအဲ့လိုမျိုးကြီးများတာတော့ဘာလို့လဲအဲ့လိုမျိုးမရှိဘူးပေါ့ကျွန်တော်အစဉ်ပြေကျွန်တော်ဒီနေ့ဘာနဲ့စားမလဲကစိုးရနဲ့အခုကစိုးရနဲ့စားနောက်နေ့ကိုနေ့သုံးရင်းနေကြရင်ငါးလေးနဲ့ အဲ့လိုမျိုးလေးတော့အခက်ခဲလေးတော့ရှိပါဘာဒီလိုမျိုးအလုပ်တွေမလုပ်ရတော့ဘူးလားဒီလိုနိုင်ငံကျော်ဆိုင်းမှာလုပ်လို့ဟိုချမ်းသာတယ်လို့မထင်နဲ့လို့အကုန်လုံးကချမ်းသာတယ်လို့ရှိလို့မချမ်းသာတယ်လို့လည်းရှိတယ်လို့အကုန်လုံးမရှိလို့လုပ်နေရတဲ့လူတွေကြီးပဲအနားလေအောင်တော့သူတို့မနေပြောရင်တော့ကိုယ်ရင်ထဲမှာတမျိုးလေးတော့ခံစား ်သူကအလူအလူနဲ့ပတ်သက်အလူနဲ့ပတ်သက်တဲ့စာကိုကြားရတယ်လို့အဲကျွန်တော်တို့ဒီအင်ဂျူကန္နာတွေမှာလည်းကျွန်တော်တို့ပါမယ်ဆိုရင်အင်ဂျူကန္နာနဲ့ပတ်သက်တဲ့အရာလေးတွေမှာကိုဝင်ရမယ့်နေရာလေးတွေမှာအဲ့လိုချက်ထားတာလေးလည်းရှိတယ်အဖုံးပြန်ဆိုဖုံးပြန်အဲ့လိုပုံစံမလိုလေးတွေတော့ကျွန်တော်တို့တော်တော်တို့လေ့လာယူရတယ်မလွယ်ပါဘူးဟုတ်ဘာကြောင့်လဲဆိုတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ဒီဆိုင်းနောက်မှာကျွန်တော်လူရှင်တော်တွေက ဟိုပြည်လေတဲ့လူရှင်တော်ရှိလို့မပြည်လေတဲ့လူရှင်တော်ရှိပါတယ်ဟိုတချို့လူတွေကတော့အာဒီဆိုင်းမှာလိုက်နေပြီအာသူတို့ကချမ်းသာတယ်အာဒီလူကအာချမ်းသာတာပါကွာအာအဲ့လိုမျိုးကြီးပြောအမမှန်တော့မဟုတ်ပါဘူးကျွန်တော်လေတကယ်ဆင်းရဲတဲ့လူတွေပါပဲကျွန်တော်လေတနေ့လုံးမှတနေ့စားရတာကျွန်တော်မိုးရင်းပိုင်းနေဆိုရင်လည်းကျွန်တော်တို့ပွဲတွေနားတဲ့အချိန်တွေဆိုရင်ကျွန်တော်ဆိုလေကျွန်တော်မှအလုံးမရှိတဲ့အချိန်ချင်းကျွန်တော်ဘာလုပ်ရလဲဆိုတော့ဆေးရတော့ကျွန်တော်မောင်းနေတဲ့ဖုန်ရကျွန်တော်ကားခေါ်မောင်းခိုင်းတယ်ကျွန်တော်ကားတော်မောင်းပြေးတယ် အဲ့လိုပုံစံမျိုးလေးတွေလုပ်တယ်အလုပ်ရှိရင်ကျွန်တော်မှဟိုဘယ်လိုပြောမလဲဆိုစေးတုတ်တဲ့ဟာလေးတွေခေါ်ရင်လိုက်သွားတယ်ပုံရံလေးတွေအဲ့လိုမျိုးလုပ်ရမယ့်ဘာညာဆိုရင်လည်းကျွန်တော်လိုက်သွားမတူဘူးပေါ့လုပ်ရတာတော့တကယ်လေကျွန်မူးတင်ကြရင်ကျွန်တော်တို့လူရှင်တော်တွေစိုင်းနှောက်ထတွေကအစင်ရဲတဲ့လူကြီးများအဲတခါလေးကြရင်တော့ဘယ်လိုပြောမလဲဆိုတော့တခါလေးကြရင်တော့တွေးမိပါတယ်အော်ငါပွဲထွက်နေတဲ့အချိန်ကျတော့အော်ဝစ်စားလေးတွေအော်မြန်မာတန်စင်လေးတွေဝစ်ဝစ်ပြီးတော့ဒီလိုပုံစံမျိုးလေးတွေနဲ့ အာကြွကြွမမအာစင်မမမီးရောက်နေနဲ့အာလှပနေပြီးတော့လှပနေပြီးတော့မိုးရင်းလဲကြလဲကြအောင်ငါဒီလိုမျိုးလို့ဩစိတ်လေးပေါ့ဩနေပိုင်းကျတော့ငါတို့ဘိုးဟိုမင်းသားလူမျိုးအမလီကနေရတယ် and ကိုရတယ်စားရတယ်ဒီမိုးရင်းကျတော့ဩဒီလိုမျိုးပုံစံလေးပဲစိတ်လေးကတော့နည်းနည်းတော့ထင်တာပေါ့နော်ဒါပေမဲ့ကိုငငယ်လေးတွေကစူးစားခဲ့တဲ့ဒီအမှုပညာကိုဘယ်တော့မှဝမဖြစ်ပါဘူးဟုတ်ဒီဟိုအခုကကုန်စင်းလုံးနေရာလေးကြီးနေတာဆိုတော့လေ ကျွန်တော်တို့မှဟိုတနေ့ဟိုဟိုကျွန်တော်တို့မှနှစ်ပတ်သုံးပတ်လောက်ကြာမှ ကျွန်တော်တို့အသားငါးလေးတွေအလုပ်ကိုချက်တာလေးတွေအမ်ရှင်ကျွန်တော်တို့ရှင် ရှိရတာလေးနဲ့စားတော့ကျွန်တော်ဆိုဟင်းစားဟိုမကြည့်ပါဘူးကျွန်တော်ရှင်ရှိရတယ်စားအဲ့လိုမျိုးကြီးများတာတို့ဘာလို့လဲအဲ့လိုမျိုးမရှိဘူးပေါ့ကျွန်တော်အစဉ်ပြေကျွန်တော်ဒီနေ့ဘာနဲ့စားရမလဲကစုံရက်နဲ့အခုကစုံရက်နဲ့စားမယ်နောက်နေ့ကိုနေ့သုံးရက်နေ့ကျရင်ငါးလေးနဲ့အဲ့အဲ့လိုမျိုးလေးတော့အခက်ခဲလေးတော့ရှိပါတယ်ဟုတ်ကဲ့အဲ့လိုမျိုးတော့ရှိတယ်ဗျ ဟာကိုကဟိုကိုကဟိုဆိုင်လေးကနိုင်ငံတော်ဆိုင်လေးကမူမီနဲ့ကိုနိုင်ဆိုင်တဲ့လူရှင်တော်မှလာဟာဟုတ်ကဲ့ကျွန်တော်မူဟုတ်ကဲ့ပါဆိုအဲ့လိုမျိုးပြောတဲ့အချိန်ကျရင်သူတို့ကဟုတ်နိုင်ငံတော်ဆိုင်မှာလှုပ်တဲ့လူကဘာဖြစ်လို့ဒီပယံနေလာလှုပ်နေတာလဲပေါ့ဒီရတိလာလို့ဩနိုင်ငံကျော်ဆိုင်ရဲ့လူရှင်တော်တယောက်ကဒီလိုမျိုးအလုပ်တွေမလုပ်ရတော့ဘူးလားလို့ဒီလိုနိုင်ငံကျော်ဆိုင်မှာလှုပ်လို့ဟိုချမ်းသာတယ်လို့မထင်နဲ့လို့ အကုန်လုံးကချမ်းသာတဲ့လူရှိလို့မချမ်းသာတဲ့လူလည်းရှိတယ်လို့အကုန်လုံးမရှိလို့လုံနေရတဲ့လူတွေကြီးပဲလို့အနားလေအောင်လို့သူတို့မနေပြောရင်တော့ကိုယ့်ရင်ထဲမှာတော့တမျိုးလေးတော့ခံစားရတာပေါ့အဲတခါလေကျရင်တော့ကျွန်တော်အိတ်နေနဲ့တွေးလိုက်တာပေါ့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဟိုဒီတနေ့ငါလှုပ်ပြီးွားမယ်ငါအမှုပညာကိုခဏနာပြီးတော့ကျွန်တော်တနေရပါဗျာ အဲကျွန်တော်ထိုင်းဖြစ်ဖြစ်အဲမလေးရှားဖြစ်ဖြစ်ကျွန်တော်အဲ့လိုမျိုးထွက်ဖို့စိတ်ကူးရှိတယ်အတေးဝီသွားရင်လည်းကျွန်တော်သွားမယ်ဘလို့ပုံစံမျိုးပဲပြောဟိုမှာအကုန်လုံးအဲ့လိုမျိုးစုမိဆောင်းမိအကုန်လုံးအစဉ်ပြေတော့မှကျွန်တော်ဒီအမှုပညာတွေကိုပြန်ဝင်ဖို့အဲ့လိုမျိုးစိတ်ကူးလေးတွေကအမြဲရှိရတယ်ဟုတ်ကိုကပေါ့နော်အမှုပညာမှာဒီစိုင်းနေပါလေဒါဆိုအဲရခဲ့တာတော့ရခဲ့ပါတယ်ဘလို့အခွင့်လေးရခဲ့လေဆိုတော့ စိုင်းစရာကျွန်တော်တို့ဒီလိုမျိုးပြလုံးပြတဲ့အချိန်ကျရင်ကျွန်တော်တို့ကစိုင်းတွေမှာလူရှင်တော်၄ယောက်ရှိတယ်။အဲဦးတင်းကားရယ်ဦးတက်လင်းရယ်အိုကေရယ်ကျွန်တော်ရယ်ပေါ့၄ယောက်ရှိတယ်။အဲကျွန်တော်ရဲ့ဆရာမုံမီနဲ့ကိုကိုနိုင်စိုင်းဝိုင်းနဲ့ဝင်တက်ကြီးပိုင်း၂ယောက်ကျွန်တော်တို့ထပေးရတယ်ပေါ့။အဲကျွန်တော်ရဲ့ညီလေးဖြစ်တဲ့စိုင်းစရာရဲ့ကားဂီတာမျိုးဆက်မင်းကိုကိုထပ်ညီငယ်လေးတက်တဲ့အချိန်ကျရင်ကျွန်တော်တို့ OK power ညီကို၂ယောက်တက်ရပါတယ်။ အဲတဲတဲ့အချိန်ချင်းကျွန်တော်ညီလေးကကျွန်တော်တို့နှစ်ယောက်လုံးနေရာလေးတွေပြီးအဲနေရာလေးတွေပြီးပြီးပျက်လုံးလေးတွေကျွန်တော်ပြရတယ်ပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်ဒီကျွန်တော်ညီလေးနဲ့အတူတူအဲ့လိုမျိုးလှုပ်ခွင်းရတော့ကျွန်တော်တို့ဒီလိုမျိုးပါသားပြီးတော့နည်းနည်းလေးတော့ကျွန်တော်တို့အဲ့လိုမျိုးတော့ဝမ်းသာပီတိဖြစ်ပါတယ်ဟုတ်တို့ပျက်လုံးတစ်လုံးပြုတ်ဖို့ဆိုတာမလွယ်ပါဘူးကျွန်တော်ဆရာသမားတွေပြောခဲ့တဲ့အတိုင်းပျက်လုံးတစ်လုံးပြုတ်ဖို့ဆိုတာမလွယ်ဘူးသူကလီတရီမှန်အောင်ပြရတာဆိုတော့ ဒီတလုံးကိုကျွန်တော်တို့ပြက်လိုက်မယ်ဆိုရင်ဘလူပုံစံလေးပြက်မင်းတို့ဘလူပုံစံလေးပြက်အဲ့လိုပုံစံလေးပြက်မှအဲ့လိုမျိုးလေးတွေမင်းတို့ရည်ရတာအဲ့လိုမျိုးလေးတွေပုံစံလေးတွေလုံးမှအဆင်ပြေတာဆိုပြီးတော့အဲ့လိုမျိုးလေးတွေပြောတယ်ကျွန်တော်တို့တင်ပေးတယ်ကျွန်တော်တို့ပြက်လုံးပြက်လိုက်လို့သူတို့ရည်ဝိုင်းရင်ကျွန်တော်တို့ရည်နေမှာတော်တော်ဝမ်းသာပိတ်တိဖြစ်တယ်ကျွန်တော်တို့လူချင်းတော်ထွက်လာပြီးဆိုတော့လောက်ကုန်ပြောင်း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 တီးအဲ့လိုမျိုးအားပေးအားပြက်လုံးလေးပြက်လိုက်ရင်ရည်မောပြီးတော့အဲ့လိုမျိုးလေးဆိုတော်တော်ပြောတာဘယ်အရာနည်းမှမလဲနိုင်ပါဘူး အဲ့လိုအကြီးလေးတွေကျွန်တော်တို့အားပြီးတဲ့အမှုပညာသမားတွေဒီအားပြီးတဲ့ပိတ်သက်တွေကျွန်တော်တို့ဓမင်းရှင်ရင်းရှင်ကျွန်တော်တို့ကျွေးနေတဲ့ပိတ်သက်တွေအခုလိုမျိုးကျွန်တော်ပြက်လုံးလေးတွေပြက်လိုက်တဲ့အချိန်ညာအဲ့လိုရှိသွားရင်တကယ်ရင်ထဲမှာလည်းတကယ်ဝမ်းသာပြီးမြေကြီးတောင်ကြာမိပါကိုယ်တွေပြက်လိုက်လို့မရည်ပဲနဲ့ဒီသူတို့ဒီတိုင်းနေတော့ငါတို့တင်ပေးရတဲ့ဆရာတွေငါတို့ပြောတာမှားမှားလားဒီပိတ်သက်ကိုဒီလိုဒီလိုပြက်ဒီလိုဒီလိုပြက်မင်းတို့ဒီလိုမရည်တဲ့အမင်းတို့ဟိုမှာပြက်လို့ကိုအတုံးမကြဘူးလို့